ားလုံးပဲမင်္ဂလာပါဗျာ Respond ကနေပြန်လဲကြိုဆိုလိုက်ပါတယ်နောက်ဆုံးကြားသိထားတဲ့အပြောင်းအရွှေ့သတင်းနဲ့ဘောလုံးသတင်းတွေကိုတင်ဆက်ပေးလိုက်ပါတယ်ဗျာဒီနေ့ကြားသိရတဲ့သတင်းတွေအရအာဆင်နယ်အသင်းဟာမြောက်လန်ဒန်ပြိုင်ဘက်စပါအသင်းနဲ့အတူခရစ်စတယ်ပေးလီအသင်းရဲ့ကျယ်ဝင်းကစားသမား Average AZ ကိုခေါ်ယူဖို့အပြိုင်ကြိုးပမ်းနေတယ်လို့သိရပါတယ်အစောပိုင်းကထွက်ပေါ်ခဲ့တဲ့သတင်းတွေအရစပါအသင်းဟာတိုက်စစ်ပိုင်းကိုအင်အားဖြည့်တင်းဖို့အတွက်အင်္ဂလန်လက်ရွေးတဲ့ AZ ရဲ့ ပေါင်68နဲ့သာစာချုပ်ဖြတ်သိမ်းကြီးကိုပေးချေဖို့စိတ်ဝင်စားနေတယ်လို့ဆိုပါတယ်။စပါးသင်းဟာဒီနေရာဒီမှာနီးပြတဲ့တောမတ်ဖရန့်စ်ကိုခံရခဲ့ပြီးနောက်တိုက်စစ်ကစားသမားထပ်မံခေါ်ယူဖို့အတွက်စူးစမ်းနေကြတာလည်းဖြစ်ပါတယ်။သဆန်းသတင်းစာရဲ့ဖော်ပြချက်အရအာဆင်နယ်အသင်းဟာအက်ဇီကိုခေါ်ယူဖို့အတွက်စပါးနဲ့အပြိုင်ကြိုးပမ်းသွားဖို့အသင့်ရှိနေပြီးပယ်လစ်ဂျေဝင်းရဲ့ကိုယ်စားလှယ်တွေနဲ့လည်းဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ အာဆင်နယ်အနေနဲ့ရီယဲအသင်းရဲ့တိုက်စစ်ကစားသမားရိုဒရီဂိုနဲ့လည်းတတိယနေ့ထွက်ပေါက်ခဲ့ပြီးရီယဲအသင်းဘက်ကတော့ကစားသမားဘက်ကအသင်းမှထွက်ခွာခြင်းနဲ့မပြောပါကရောင်းချမှာမဟုတ်ကြောင်းသိရပါတယ်အားကြောင့်လေအာဆင်နယ်နဲ့အဲဇီရဲ့အပြောင်းအရွှေ့တတင်းဟာဖြစ်နိုင်ခြေပိုရှိလာပြီးဘာတွေဖြစ်လာမလဲဆိုတာကိုတော့လာမယ့်ရက်တွေအတွင်းစောင့်ကြည့်သွားမှာပါ။ အာဆင်နယ်အကစားဒါရိုက်တာအန်ဒရီယာဘာတာဟာအသက်20ရွယ်ဗလန်စီယာနောက်ခံလူခရစ်စတီယန်မော့စကယ်ရာကိုခေါ်ယူရေးသဘောတူညီမှုရရှိဖို့အတွက်အားတော်ခွန်ဆိုင်ကြိုးပမ်းနေတယ်လို့သိရပါတယ်။မော့စကယ်ရာကလည်းအာဆင်နယ်ကိုပြောင်းရွှေ့ရန်သဘောတူထားပြီးဗလန်စီယာနဲ့စာချုပ်သက်တမ်းတစ်နှစ်တာကြံတော့တာမို့ပေါင်18တန်းထိရှော့ချပြီးခေါ်ယူနိုင်ရန်ရှိနေကြောင်းလည်းကြားသိရပါတယ်။ နောက်ထပ်အနေနဲ့အာဆင်နယ်အသင်းဟာဘရန့်ဖို့ကွဲလေလူခရစ်စတီယန်နော့ကတ်ကိုပြောင်းရွှေ့ကြေးပေါင်၉တသမ၃တန်းနဲ့အပြီးသက်ဝယ်ယူနိုင်ခဲ့ပြီဖြစ်ပြီးအသင်းနဲ့အတူဆေးစစ်မှုလည်းခံယူတော့မှာဖြစ်ပါတယ်။လီဗာပူးအသင်းရဲ့ကစားသမားအန်ဒရူးရောဘင်ဆန်နဲ့တတင်းတွေထွက်ပေါ်ခဲ့တဲ့အက်တလက်တီကိုမက်ထရစ်အသင်းကတော့အက်တလနာအသင်းရဲ့ဘယ်နောက်ခံလူမာတီယိုရူကယ်ရီကိုရူရို၃၀နဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် Robertson နဲ့ Tico ရဲ့အပြောင်းရွှေ့တဲ့ရာဖြစ်နိုင်ခြင်းမရှိတော့ဘဲ Robertson အနေနဲ့သူ့ရဲ့အနာဂတ်ကိုဘယ်လိုဆုံးဖြတ်သွားမလဲဆိုတာတော့စောင့်ကြည့်ရမယ်ဗျာ။ Liverpool တင်းရဲ့တိုက်စစ်ကစားသမား Luis Diaz ကို Sorry Club အနာစာတင်းမှာစိတ်ဝင်စားနေပြီးခေါ်ယူရန်စူးစမ်းနေကြောင်းသိရပါတယ်။အနာစာအနေနဲ့သူတို့တင်းရဲ့တိုက်စစ်မှု Cristiano Ronaldo ကိုအတင်းနိုင်ဆက်ရှိနေရတဲ့အတွက်နာမည်ကြီးကစားသမားတစ်တွေကိုခေါ်ယူပေးမယ်ဆိုတဲ့အမှတ်လုံးပေးပြောကြားမှုတွေလည်းရှိခဲ့ပါတယ်။ဒါကြောင့် အနာစာအနေနဲ့သူတို့ရဲ့အဓိကပြစ်မှတ်ဖြစ်တဲ့ Louis Diaz ကိုရအောင်ခေါ်ယူသွားနိုင်မလားဆိုတော့စောင့်ကြည့်ရမယ်ဗျာ Cristiano Ronaldo အနေနဲ့လည်းအနာစာအသင်းနဲ့စာချုပ်အသစ်ချုပ်ဆိုနိုင်ခဲ့ပြီး2029သည်အသင်းမှာဆက်လက်ရှိနေမှာပဲဖြစ်ပါတယ် Liverpool အသင်းက Crystal Palace အသင်းရဲ့နောက်ခံလူ Marquey အတွက် Palace အသင်းထံသို့စတင်ဆက်တွင်နေပြီး Sporting အသင်းရဲ့တိုက်စစ်ကစားသမား Peter Yorkrash ကိုလည်းခေါ်ယူရန်စိတ်ဝင်စားနေကြောင်းသတင်းတွေက ဖော်ပြထားပါတယ် အင်္ဂလန်လူငယ်အသင်းနဲ့ခြေစွမ်းပြနေတဲ့လီဗာပူးတင်းရဲ့ကွင်းလယ်ကစားသမား Harvey Elliott ကိုလည်း German Club Leipzig အသင်းမှစိတ်ဝင်စားနေကြောင်းသတင်းတွေကပေါ်ပြလာပါတယ်။ဝထက်ကစားကွက်နေပုံမလိုအပ်နေတဲ့လီဗာပူးရဲ့ကွင်းလယ်ကစားသမား Harvey Elliott ကို Premier League ကလပ်အသင်းတွေဖြစ်တဲ့ Brighton နဲ့ Watford အသင်းတွေကပါစိတ်ဝင်စားမှုရှိနေကြတာပါ Manchester United ရဲ့ကိုယ်သမား Don Heaton ကတော့အသင်းနဲ့အတူစာချုပ်တစ်ချုပ်ဆိုနိုင်ခဲ့ပြီး2026ခုနှစ် United မှာရှိနေမှာပါ ချဲစီနဲ့တော်တန်အသင်းတို့ရဲ့စိတ်ဝင်စားခြင်းခံရရတဲ့အေဗာတန်အသင်းရဲ့နောက်ခံလူဂျာရက်ဘရန်ဝိတ်ကတော့အေဗာတန်အသင်းနဲ့တူစာချုပ်တစ်ချုပ်ဆိုမှုအောင်မြင်ရနှိစက်နေပြီဖြစ်ကြောင်းသိရပါတယ်။ဘောလုံးအားပေးသူညီကိုရီရဲ့ဒီပြောင်းရွှေ့တဲ့တင်းတွေပေါ်ထင်မြင်ယူဆချက်လေးတွေကိုဝေအောင်ဆွေးနွေးသွားနိုင်ပါတယ်ဗျာ။စိတ်ဝင်စားဖွယ်တဲ့တင်းတွေကိုအမြဲတင်ဆက်ပေးနေမှာမို့ like and subscribe လေးလှုပ်သွားပေးကြပါအောင်ဗျာ။ကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။